မင်္ဂလာပါရှင်ကျမကတော့အင်ချူမေပါထူးခြားသတင်းကောင်းထုတ်တင်ဆက်ခြင်းအနေနဲ့မနေ့ကဇွန်လ29ရက်နေ့မှာဖြစ်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုကောင်းထုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တရားချောင်းမြို့နယ်စစ်ကောင်စီတပ်ဆွဲရာနေရာကို KNL ပူးပေါင်းတပ်တိမ့်ပိုက်ထိန်းချုပ်တဲ့သတင်းစစ်ကောင်စီကကြောင်မဲမြို့ကိုဘုံထက်ကျဲလို့ဒေသခံပြည်သူတအုပ်သေးဆုံးပြီးကလေးငယ်နှစ်ဦးတရားရရတဲ့သတင်း စကိုင်းမြို့နယ်မှာစစ်တပ်ကတင်ကားတွေသုံးပြီးစစ်ကြောင်းထိုးနေတဲ့တည်။နောင်ချိုမြို့တိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုများနေတဲ့တည်။အဆရှိတဲ့တည်တွေပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးတည်တဲ့ပုံအနေနဲ့တရချောင်းမြို့နယ်စစ်ကောင်စီတပ်ဆွဲရနေရာကို KNL ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်တဲ့တည်ကိုတင်ဆက်ပေးပါမယ်။ကရင်မြို့သားအစည်းအရုံး KNU တပ်မဟာလီမြိတ်ထဝယ်ခရိုင်တရချောင်းမြို့နယ်ရှိ စစ်ကောင်စီတက်ဆွဲတဲ့နေရာတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်ထဝယ်ခရိုင်ကမနေ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ26ရက်နေ့ကတရချောင်းမြို့နယ်မင်းတပ်ရွာဖုန်ကြီးကျောင်းမှာအထိုင်ကျတက်ဆွဲထားတဲ့အာနာသိန်းစစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တရင်စနစ်လောက်ခံတက်ခွဲနေတဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့အတည်ပြုထားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး စေတုံးဆောင်ပစ္စည်းချို့တင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဂျန်နယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတရချောင်းမြို့နယ်ဝင်းဝါစစ်ကောင်စီစခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကကြောင်မဲမြို့ကိုဘုံထက်ကျဲလို့ဒေသခံပြည်သူတအုပ်သေးဆုံးပြီးခလင်းငယ်နှုတ်ထံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုမနေ့ကမနက်အစောပိုင်းမှာစစ်ကောင်စီလေတပ်ကနှစ်ကြိမ်ဘုံကျဲသွားလို့ ဒေသခံပြည်သူတချို့ထိခိုက်သေးဆုံးမှုရှိခဲ့ပါတယ်။တစ်တုံညာနစ်ခုံစစ်စင်ရေးမှာ TNL ကတင်းယူခဲ့တဲ့ကြောင်မဲအခြေဆိုင်ခမာယာ900တနဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာတယင်းအနီကိုမနေ့ကမနက်အစောပိုင်း12နာရီ45မိနစ်ခန့်နဲ့12နာရီ52မိနစ်တို့မှာဘုံကျဲသွားတာလို့သိရပါတယ်။ကြောင်မဲမြို့ရက်ွက်ခုနှစ်ရှိဆောက်လုပ်ရေးအင်ဂျင်နီယာတယင်းနီဘုံကျဲမှုမှာဒေသခံပြည်သူမျိုးသမီးတအုပ်သေဆုံးခဲ့ပြီးခလေးနှုတ်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ စစ်ကောင်စီဟာကြောင်မဲမျိုးကိုဇွန်လ24ရက်ကလည်းဘုံကျဲခဲ့ပြီး3ရက်အကြာမှာနောက်တစ်ကြိမ်ဘုံထက်ကျဲခဲ့တာလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းမြို့နယ်မှာစစ်တပ်ကတင်ကားတွေတုံးပြီးစစ်ကြောင်းထိုးနေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်စီရဲ့အုံတော်ခြေဆိုင်တာကရ6500တက်ကတင်ကားတွေနဲ့စစ်ကြောင်းထိုးနေရာကြောင့်ကျေးရွာဆေးရွာလောက်ကပြည်သူတွေစစ်ပေးရှောင်နေရတယ်လို့သိရပါဗျ ပြီးခဲ့တဲ့ဇွန်လ16ရက်ကစပြီးအုံတော်မှာရှိတဲ့တာကာယာ6005တကစကိုင်းဝက်လက်လမ်းပိုင်းမှာရှိတဲ့ကျော်စီယာရင်းမကျင်းမာလဲတော်မကန်တူအုံနေပင်တစ်ချိုကုန်းဝတ်သားပုတ်ရုံးပင်ကစတဲ့ကျွာတွေကိုစစ်ကြောင်းထိုးနေတာမို့ဒေသခံတွေရှောင်နေရတယ်လို့သိရပါတယ်။မနေ့ကလည်းဘိုတဲကုန်းရွာကနေတင်ကားနှစီနဲ့အနီးနားရွာတွေကိုပြစ်ခတ်နေပြီးအုံနေပင်ရွာဘက်ကိုလည်းစစ်ရင်အားတွေဖြန့်နေတယ်လို့သိရှိရပါတယ်။ နေရာအချို့မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီဟာဇွန်လ24ရက်ညပိုင်းကစစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခိုက်သေးတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နောင်ချိုတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုများနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာမနေ့ကတနေကုန်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကထိခိုက်မှုများနေတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ဟာနောင်ချိုတိုးစစ်အတွင်းပြည်ဦးတွင်တပ်နယ်မှာရှိတဲ့အင်အားတွေနဲ့ ရဲတပ်ရင်းကရဲတွေကိုပါထုတ်ပြီးအုံပြုနေတယ်လို့သိရှိရပါတယ်။လုံစံ၊လုံဝဲ၊နောင်လင်း၊နောင်အော၊နောက်ဖာနဲ့အုံမခကြေးရတွေမှာမနေ့ကတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကထိခိုက်မှုများနေတယ်လို့ပြောပါတယ်။ TNL ရဲ့မနေ့ကထုတ်ပြန်ချက်အရနောင်ချိုမြို့နယ်ကနောင်ဖာ၊ညံတော၊လုံစံ၊အုံမခနဲ့နောင်လင်းကြေးရတွေမှာဇွန်လ26ရက်မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး90လုံးပစ်ခတ်ခဲ့တယ်လို့ drone နဲ့လည်းဘုံ30လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ထူးခြားတဲ့သတင်းတချို့ကိုကောက်လုပ်ပြီးမြို့တော်ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပြီးဆီယနာရှင်စနစ်ဇိုလာအုပ်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နေတဲ့အသွေးတွေမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။